တဘွားရဲ့ profile ဆရာကောင်းတဲ့နေရာတူ EOD ဘဏ်ရဲ့ MP credit card နဲ့တူဖြတ်သွားတာ EOD ဘဏ်ရဲ့ MP credit card နဲ့ဆိုလို့ကျွန်တော်တို့တူတူထားနိုင်တယ်ဈေးကွက်အတွင်းဝယ်လိုအားများလာတာကြောင့်ဒီကနေ့အော်တိုဘားလ18ရက်နေ့မှာပြင်ပဒေါ်လာလိမ့်နှုန်း1ဒေါ်လာကို၈ကျပ်ဝန်းကျင်လောက်ပြန်လည်မြင့်တက်လာခဲ့ပြီးပြည်တွင်းခောက်ရွှေစပါတကြသားကို7,600ကျော်သို့ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ်ပြန်မဒေါ်လာလိုင်းနှုန်းဟာပြီးခဲ့တဲ့အော်တိုဘာလဒုတိယပတ်ဈေးကွက်ပိတ်ချိန်မှာဒေါ်လာကို1184ကျပ်ဝန်းကျင်နဲ့အယောင်းဝယ်ဖြစ်ခဲ့ရတာကနေဒီကနေ့အော်တိုဘာလ18ရက်နေ့ဈေးကွက်ပြန်ဖွင့်တဲ့နေ့ရဲ့နေ့လယ်ပိုင်းဈေးမှာတော့ပြန်မဒေါ်လာလိုင်းနှုန်းဒေါ်လာကို1180ကျပ်ဝန်းကျင်နဲ့အယောင်းဝယ်ဖြစ်နေရလို့ဈေးကွက်အတွင်းကနေသိရှိရပါတယ် ဗဟိုဘဏ်ရဲ့နိုင်ငံခြားရည်ညွှန်းငွေလဲနှုန်းမှာတော့ဒေါ်လာလဲနှုန်းဟာဒေါ်လာကို1259ကျပ်အထိပြန်လည်မြင့်တင်သတ်မှတ်ပေးထားပါတယ်။ပြန်မဒေါ်လာလဲနှုန်းဒေါ်လာကို1280ကျပ်ဝန်းကျင်ပြန်လည်မြင့်တက်လာတာနဲ့အမျှပြည်တွင်းခေါရွှေစရာလည်းလိုက်ပါမြင့်တက်ခဲ့ပြီးပြီးခဲ့တဲ့အောက်တိုဘာလဒုတိယပတ်ဈေးကွက်ဖွင့်ချိန်မှာတကြသားကို7သိန်းခွဲဝင်ကျင်သာရှိခဲ့တဲ့အခောက်ရွှေဈေးဟာယခုအော်တိုဘားလာတတိယပတ်ရဲ့ဈေးကွက်ဖွင့်နေနေမှာတော့အခောက်ရွှေတကြသားကို7သိန်း6000ကျော်အထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ။ကမ္ဘာရွှေဈေးကတော့ဒီကနေ့အော်တိုဘာလ18ရက်နေ့မှာတအောင်ဆောက်ကို1150ဒေါ်လာဝန်းကျင်မှာပဲရှိနေပြီးအကြမ်းဖက်မှာပဲဆက်လက်ရပ်တည်နေပါတယ်။ဒီကနေ့ဈေးကွက်အတွင်းဒေါ်လာရောင်းဝယ်အခြေအနေတွေနဲ့ပတ်သက်လို့လည်းနိုင်ငံခြားငွေကြေးရောင်းဝယ်နေသူတူကလည်းအခုလိုပဲပြောပါတယ်။အဲစစ်ကဲဝယ်စစ်စမ်းကြရအောင်။နှစ်တက်ကအကြောင်းမနေ့ကဆုံးသက်ခွန်ဒီကရက်အတွက်ကအမြင့်ဆုံးက6.3နှစ်နဲ့2ချက်ဆုံးသက်နဲ့စောက်ကြနေပြေသွားတဲ့ဈေးပဲ။ဆက်ချက်တော့ဆက်ချက်မတက်ပါဘူး။6ချက်ဆက်ချက်လောက်ပဲ။ ကျောင်းဝင်ရပါမလားမသိပါဘူးငါအခုကိုကိုတို့တော့ကိုခံမှန်းအားစားတယ်မှာဒီမှာကျောင်းဝင်ရတယ်ဘယ်အားလို့ခံမှန်းမသိဘူးဒီတော့တော့လိုပိုင်းရတော့တက်တာပေါ့နော်မနေ့တနည်းနည်းနေရာနဲ့တက်ရိုက်ကြဒီနေ့တော့ဝင်နေလိုက်ပါအာပယောကပါမြေသာပယောကပါကြည့်ရဲအေးပေါ့နေတော့ငါတော့အောက်တော့ရောက်သွားတယ်လေဒီကနေ့အော်တိုဘားလာတတိယဘက်ရဲ့ဈေးကွက်ဆောက်ဖွင့်နေအော်တိုဘားလာ16ရက်နေ့မှာတော့ပြင်မဒေါ်လာလိမ့်တော့ရောပြင်ရင်းအခောက်ရွှေစီပါရခင်ဘက်ကထက်မြင့်တက်လာခဲ့တာဖြစ်ပါတယ် ော်တိုဘာလပထမပတ်အော်တိုဘာလ3ရက်4ရက်နဲ့5ရက်နေ့တွေမှာပြည်မဒေါ်လာလိုင်းနှုန်းဒေါ်လာကို7180ကျော်1290နီးပါးအထိအမြင့်ဆုံးမြင့်တက်ခဲ့မှုနဲ့အတူပြည်တွင်းအခောက်ရွှေဈေးကလည်းအော်တိုဘာလ3ရက်နေ့နဲ့4ရက်နေ့တွေမှာအခောက်ရွှေတစ်ကျပ်သားကို7900နီးပါးအထိအမြင့်ဆုံးမြင့်တက်မှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီရပိုင်တွေမှာကမ္ဘာရွှေဈေးဟာလဲတောင်အောင်ဆောက်ကိုဒေါ်လာ1300ကျော်အထိမြင့်တက်ခဲ့မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။